ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့တွင်မြန်မာရှိတောင်းတို့သမားများအတွက်အမျိုးသမီးဘုလုံးပြန်ပွဲဟာပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FBD မှဦးစီး၍စက်တင်ဘာလ20ရက်နေ့ညနေပိုင်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါဘုလုံးအားကစားပြန်ပွဲကို United Nation Democracy Fan UNDF ရဲ့ပံ့ပိုးမှုဖြင့်ရွှေပြောင်းမြန်မာလူသမားများအခွင့်အရေးကောက်ွယ်မြင့်တင်ရေးအစီအစဉ်တွင်နဲ့ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီးလူသမားအခွင့်အရေးကောက်ွယ်ဆောင်ရှောက်မှုနဲ့ဆက်လျင်းတဲ့ထိုင်းဥပဒေရေးရများလူသမားတွေအတွက် အပ်ဒိတ်အချက်လက်တွေနဲ့မှန်ကန်တဲ့သတင်းအချက်လက်တွေရယူနိုင်ရေးစတဲ့အသိပညာပေးခြင်းအစီအစဉ်ကိုလည်းကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ထို့အပြင်လူမှုသဟဆန္ဒဖြစ်စေရေးကြီးရွယ်၍ကြည်ချင်းမှုဖလှယ်ပွဲတွေအကစားပွဲတွေကျင်းပပြုလုပ်ရခြင်းဖြစ်တယ်လို့ FVD အဖွဲ့အစည်းမှတာဝန်ရှိသူစောချာထဲကပြောပါတယ်။ဒီအလौဒမားအခွင့်အရေးနဲ့ပတ်သက်တဲ့အလौဒမားနဲ့ပတ်သက်တဲ့ update အချက်လက်တွေပေါ့နော်။ဟောသတင်းမှန်ကန်တဲ့သတင်းတွေမားတဲ့သတင်းတွေ ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပဲကျွန်တော်ဗဟုသုတပေးတဲ့အစီအစဉ်ရှိတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီ social integration ပေါ့နော် အာဒီ migrant ပေါ့နော်ရွှေပြောင်းလောက်သမားတွေသူတို့အာ Thai လူမျိုးနဲ့တဟားစာကြနေနိုင်ဖို့အတွက်ကျွန်တော်အာ culture event တွေလုပ်ခဲ့တယ်မဲဆောင်မျိုးမဲပါရက်ကွက်ဝန်ကျင်မှာရှိတဲ့ဆက်ယုံလေးယုံမှာမြန်မာရွှေပြောင်းလောက်သမားအမျိုးသမီးအသင်းလေးသင်းမှပါဝင်ရှင်းပြကစားခဲ့တာဖြစ်ပြီးငယ်စဉ်ကတည်းကဘလုံးကစားတာကိုဝါသနာပါခဲ့တယ်မှထုံးပပဖြူက ဆက်ယုံတယုံတွေကတငငချင်းနေတဲ့အတူစုပြီးပါဝင်ကစားဖြစ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အော်ဘောလုံးတော့ငွေကလေးရဝါသနာပါတယ်ဘောလုံးဝဲဆိုလို့ရှိရင်ခြေကနေပြီးတာပဲအခုလေငွေချင်းတွေပေါ်တော့ဒါစိတ်ယုံတယုံနေမှာပေါ့ကွာငွေချင်းတွေပေါင်းပြီးတော့ကန်ကြတာဒါပေမဲ့ငွေချင်းတယောက်ကလာပြောတယ်ဘောလုံးပြိုင်ဝဲရှိတယ်လာပြိုင်မလားအဲ့ဒါဆိုပြိုင်မယ်ပေါ့နော်ဒီမားတို့ရဂိုးဒီပါကိုပြောတယ်ပေါ့အမားဒီလိုဒီလိုဘောလုံးဝဲရှိတယ်တော့ပြိုင်ရအောင်ဆိုတော့သူကပြိုင်မယ်ဆိုပြီးတော့အကုန်လုံးတိတ်ညီလိုက်နေစိတ်တူကိုလိုငွေချင်းတွေလာပြရတာဖြစ်ပါတယ်ရှင့် ဒါအပြင်အခုလိုအကဘာတံပွဲတွေကျင်းပပြုလုပ်ပြီးတဲ့အတွက်ရွှေပြောင်းလူသမားအမျိုးသမီးတွေအနေနဲ့6ရက်တာအလုံးဆင်းရတဲ့ပြင်ပမှုတွေကိုတနိဒာအမောပြပြောက်ရပြီးအသိပညာတွေရတယ်လို့မန္တလေးကျော်ကပြောပါတယ်တို့လုံးလုံးရတဲ့6ရက်6ရက်မှာပြင်ပမှုတွေများတယ်ပြင်ပမှုတွေများရင်မှဒီလိုဖိတ်ခေါ်တဲ့အတွက်ညီမတို့ IR R test ဆိုတာ ਨੇ ညီမတို့ဟိုတနိဒာမှာဟို6ရက်ပြင်ပတဲ့အခါမှာတနိဒာပေါ့မောပြေတဲ့မောပြေတဲ့အနေနဲ့ညီမတို့ဒီမှာကိုလာကစားပြစ်တာ အသိပညာတွေရတယ်ခုနဆရာမားတွေပြောပြရတယ်ဘောလုံးလဲကစားတဲ့အတွက်ဟိုကိုကိုခံအားလဲကောင်းတယ်ပြောရှင်မှုလည်းရှိရပါဘောမြန်မာရှင်မြန်းတို့တမအမျိုးသမီးဘလုံးပြိုင်ပွဲကိုမဲဆောင်မြို့နေရာဒေသအနှံမှာမြန်မာရှင်မြန်းတို့သားတင်ရခံကတင်အပိခဲ့ကြပြီးတော့ပါဝင်ရှင်မြန်းသူတွေကိုချန်ပီယံဖလားနဲ့ပထမဆုဒုတိယဆုတတိယဆုများကိုလည်းအသီးသီးချင်းချင်းခဲ့တယ်လို့သိရပါဗျ။ကျွန်တော်အာဖစ်ပါ